စိတ်ကိုနောက်အောင်လှုပ်တာကြတော့ဘာလဲတဲ့အဲ့ဒါကိုဦးဇင်းတို့တက္ကရာဆရာကြီးကဘယ်လိုဖွင့်လဲဆိုတော့စိတ်ကိုနောက်အောင်လှုပ်တာကတော့နိဝရဏတရား၅ပါးပဲတဲ့ဘာတဲ့တော့နိဝရဏတရား၅ပါးပဲတဲ့နံပါတ်1ကာမိဆန္ဒနိဝရဏအာယုန်နေကာမဂုဏ်အာယုန်နေအစင်းနေအတန်နေအနတ်နေအရာသာတွေအတွေ့အထိတွေဒီလိုတွေသိတယ်နော်အဲ့ဒါတွေကိုလိုချင်မမောနေရင်အဲ့ဒါကာမိဆန္ဒနိဝရဏမြင်မြင်လိုက်တာ ြည်ကျင်လိုက်တာဆန္ဒတွေဖြစ်နေတာတော့ဘာဆန္ဒလဲမြင်လို့တဲ့ဆန္ဒကြားလို့တဲ့ဆန္ဒနမ်းလို့တဲ့ဆန္ဒစားလို့တဲ့ဆန္ဒထိလို့တဲ့ဆန္ဒဟုတ်လားအဲ့ဒါဒီကာမဆန္ဒအဲ့ဒါဒီစိတ်ကိုနောက်အောင်တနည်းအားဖြင့်စိတ်ရဲ့ကြည်လင်မှုလေးကို ဖြစ်စည်းပြလိုက်တဲ့သဘောတရားတစ်ခုနော်နောက်ပြီးတော့ဗျာပါဒာနိဝရဏစိတ်ထဲမှာတစုံတစ်ခုသောအကြောင်းကြောင့် မကြည်မနှက်ဖြစ်နေတယ်မတင်မကြဖြစ်နေတယ်မကြည်မလဲဖြစ်နေတယ်အဲ့ဒါပါလေဒေါသအဲ့ဒီဒေါသကိုဗျာပါဒနိဝရဏတဲ့စိတ်ကိုမကြည်အောင် စိတ်ကိုနောက်အောင်စိတ်ရဲ့ကြည်လင်မှုကိုဖျက်ဆီးပြလိုက်တာတိတ်တိတာပါတယ်မြစ်တာလေးကြောင့်တော့လကောင်းကိုယ့်ရဲ့တစုံတစ်ခုသောအေးချမ်းမှုလေးတော့စိတ်ကလေးကြီးပြီးတော့ချမ်းသာနေတဲ့အချိန်မှာဒေါသဖြစ်เสียတစုံတရာကျုံးလာရင်တခါတည်းကိုပြောင်းလဲသွားတယ်စိတ်တွေနောက်သွားလိုက်တာ စိတ်နောက်တာနဲ့တပြိုင်တည်းထဲမျက်နှာမှာလည်းပဲနောက်တဲ့အမူအရာတွေပေါ်လာတယ်ဟုတ်လားဒါကြောင့်ဒုတိယစိတ်ကိုနောက်အောင်လှုပ်တာကဗျာပါဒနိဝရဏနောက်တတိယလှုပ်တာကထိနာမိတ္တာနိဝရဏအိတ်ချင်ငိုင်မြည်ခြင်းလို့အကြံပြန်ပြောတာပေါ့နော်ဒါပဲမလို့စိတ်စေတသိက်တို့ရဲ့ထိုင်းမိုင်းပြင်းရည်ခြင်းလေးတွယ်ခြင်းအစွမ်းတုံရင်းလို့ပြောကြပါစုအဲ့ဒီအချိန်မှာဘာမှမလှုပ်လိုက်နိုင်ဘူးကိုယ့်ရဲ့မျက်ခုံကလေးကိုတောင်ကိုမမနိုင်တော့ဘူး ဟုတ်လားဒကမကြီးများဘာကူမှလည်းစိတ်မဝင်စားဘူးအဲ့ဒီအချိန်မှာအကောင်းဆုံးဖြစ်မယ်ထင်တာကတော့အိတ်ပြစ်လိုက်ဖို့ပဲဟင်အိတ်နေတာကိုဘဝရဲ့မြုံတဲ့အချိန်လို့ဘုရားကဟောတယ်နော်အေးအိတ်ဖို့အတွက်ထိနာမိတ်တာမဖြစ်ဖဲနဲ့အိတ်လို့ရပါမလားအေးဒါတော့ယဟန္တာတွေကိုတော့ကျင်ထားပေါ့နော်ဟုတ်လားအေးပုထုဇဉ်တွေမှာတော့ထိနာမိတ်တာဥရှိပြီးတော့အိတ်သွားတာပါပဲဟုတ်လားအဲ့ဒါလို့စိတ်စေတသိက်တို့ရဲ့အစွမ်းတုံခြင်းထိုင်းမိုင်းပြင်းရည်လေးကံခြင်း ဲ့ဒါထောင်ကြခြင်းနဲ့တူတယ်လို့တောင်မှဘုရားကဟောတယ်ထောင်ထဲမှာနေရင်အဲ့ဒီထောင်ထဲကထွက်လို့မရဘူးလေဟုတ်လားအဲ့ဒါလိုပဲ time မင်းပြင်းကြီးဖြစ်လာလို့ရှင်အကျိုးရှိတာဘာမှထွက်လို့လို့မရတော့ဘူးအဲ့ဒီအချိန်ကြမှာတော့ဘာမှကိုတကယ်ကိုအကျိုးရှိတာလို့လို့မရဘူးဒါကြောင့်သူစီလည်းပဲစိတ်ကိုနောက်ကျုပ်အောင် ပြုတဲ့တရားတစ်ခုဘယ်နှခုရှိသွားပြီသုံးခုရှိသွားပြီနောက်ဥဒိစ္စကုတ်ကုတ်စနိဝရဏတဲ့ နော်ဥဒိစ္စဆိုတာကပြန့်လွင့်တာတောင်စင်ရေမရတွေးနေတာတခါတလေပြန့်လိုက်တာဘယ်လောက်ထိပြန့်လို့ဆိုတော့ဘာတွေတွေးလို့တွေးမှကိုမသိဘူးတကယ်ကိုမသိဘူးနော်ဒကမကြီးတွေဥစဉ်ကနီးလေးပေးလိုက်ခြင်းတယ်ဗျတခါတလေကိုကိုကိုဖြတ်ပြီးတော့ပြီးခဲ့တဲ့9မိနစ်က9ဘာတွေများတွေးနေတာလို့စဉ်းစားကြည့်ပါလားခေါင်းတွေတောင်ခြားခြားလဲသွားလိုက်ဦးမယ်မသိတာကများတယ်အဲ့တော့အဲ့လောက်ထိစိတ်ဟာပြန့်နေတာဘယ်သွားလို့သွားမှမသိတော့အောင်ဆိုးတဲ့သာသမီတယောက်လိုပဲအလဲလွန်းနေတာ မင်းဘယ်သွားတာတော့ဘယ်သွားမှန်းကိုမသိဘူး gain ရှိုးလိုက်တာနော်ကျန်ကန်နေတဲ့ကတော့ဥပမာနဲ့ပြောတယ်ဟိုပြာပုံနုနုလေးကိုကြောက်ခဲနဲ့ထုလိုက်တော့ထောင်းကနေထသွားတယ်ဟာအမှွေကလေးတွေလို့ပြန့်သွားတာနော်အဲ့ဒါပါလေအုတ်ဒစ္စာတွေးကြင်ရတွေးနေတာအရေးကြီးလို့လည်းမဟုတ်ဘူးအရေးမကြီးဘူးလို့လည်းမဟုတ်ဘူးဒီလိုပဲတွေးမိတွေးရအကျင့်ကြီးပါပြီးတော့တွေးနေတာပဲအကျိုးမဲ့တာတော့သိကြတယ်အဲ့ဒါပါလေအုတ်ဒစ္စာ ကုတ်ကုတ်ဆာဆိုတာက နောင်တနဲ့ပူပန်တာငါမကောင်းတာတွေလုံမိပြီ မကောင်းတာနဲ့ပြပတ်သက်ပြီးတော့နော်ငါကောင်းတာတွေမလုံရသေးဘူးကောင်းတာနဲ့ပတ်သက်ပြီးတော့စိတ်แท้မှာတကယ်လဲထလုတ်တာလဲမဟုတ်ဖဲနဲ့ပူယုံတက်တက်ပူနေတာအဲ့ဒါပါလေနောင်တာကုတ်ကုတ်ဆာနော်အဲ့ဒီဥဒိစ္စကုတ်ကုတ်ဆာဒီစိတ်ရဲ့နောက်ကျူခြင်းတမျိုးစရုထတရားငါကုမြောက်ကဘာမှမဖြစ်မဲ့တဲ့နော် ဝီစီကိစ္စာနော်မဆုံးဖြတ်နိုင်ဘူးတန်တရာတော်ထဲမှာခြားခြားလဲနေတာမဝီခွဲနိုင်ဘူးနော်ဖះအကြောင်းတွေးလိုက်လဲခတ်ရှုပ်ရှုပ်ပဲစိတ်ထဲမှာတိတ်မရှင်းဘူးဟုတ်မှာဟုတ်ရဲ့လားဘဇူကမြန်ဖះကိုတိတိကျကျတိတာတော့မိတာတော့တရားကတကယ်လားအာရှုပ်နေတာပဲသူ့စိတ်ထဲမှာဒါမြင့်မင်းမယုံဘူးလားဆိုမယုံဘူးလဲသူမလုံရဲဘူးအဲ့လိုလဲမလုံရဲဘူးဟင်ဒကမကြီးမြဟင် တော့ယုံသလားဆိုတော့လည်းမယုံဘူးမယုံဘူးလားဆိုတော့လည်းမဟုတ်ဘူးမယုံမရဲနော်စိတ်ထဲကမယုံတော့ရဲလည်းမရဲဘူးမတင့်မကြကြီးတကယ်တိုးလို့တန်လန်းကြီးပြစ်ထားတာအဲ့ဒီစိတ်ကတော်တော်ခွာကြတယ်အဲ့ဒါပါလေဝီရှိကိစ္စအဲ့ဒါကဦးဇင်းတို့တရားပိုင်းဆိုင်ရာမှာရှိတာမဟုတ်ဘူးဗျနော်အေးတရားပိုင်းဆိုင်ရာရှိတာကတော့တကယ်ဝီရှိကိစ္စအစ်စ်ပေါ့နော်အေးဒီပြင်ကိစ္စတွေမှာတောင်မှဝီရှိကိစ္စဖြစ်နေရင်စိတ်ကတော့ဆင်းရဲတာအမှန်ပဲ နော်မတင်မကြကြီးမပြတ်မသားကြီးမဆုံးဖြတ်နိုင်ဘူးဟုတ်လားအဲ့ဒါလို့ယတနာမြတ်သုံးပါးနဲ့တကွာကံကံရဲ့အကျိုးကိုမယုံဘူးလည်းမဟုတ်ဘူးယုံတယ်လည်းမဟုတ်ဘူးဟိုမရောက်ဒီမရောက်အဲ့ဒါလို့မျိုးကြီးမဆုံးဖြတ်နိုင်တာကိုစိတ်ရဲ့ပြင်စမမြောက်ညင်ညူကြောင်းတရားကြံ့ကံနေထဲမှာတော့လမ်းနှစ်ခွနဲ့ဥပမာပေးတယ်ဟိုသွားရမှလို့လို့ဒီသွားရမှလို့လို့အဲ့ဒါလို့ငင်းနေတော့နောက်ကလူဆိုးတွေရဲ့နှိမ့်ဆက်ခြင်းကိုခံရလို့ ဒုက္ခရောက်ရတဲ့လမ်းနှခွရှေ့မှာရက်နေတဲ့ခရီးစဉ်နဲ့တူလို့ဝိရှိကိစ္စကိုလမ်းနှခွလို့ပြောတယ်။ဒီဒေသနာတော်မှာတော့ဝိရှိကိစ္စသည်စိတ်ကိုနောက်ကျုစေတယ်လို့ပြောတာ။ဟုတ်လား။ဒါကြောင့်စိတ်ကိုကြည်ခြင်းနဲ့ဆိုရင်စိတ်ကိုနောက်စေတတ်တဲ့အရာတွေကိုဘာလို့ရမလဲ။ဖယ်ရှားရမယ်။နောက်စေတတ်တဲ့အရာသည်နိဝရဏတရား၅ပါး ဒီနေရာမှာတော့စိတ်နောက်ကြောင်းတရားလို့ဟောတယ်တချို့နေရာတွေမှာကြတော့စိတ်ကိုအမှန်တရားနဲ့မိမိရဲ့ရှားမှာမမြင်အောင် ဖုံးကွယ်ထားတဲ့အပိတ်အပင်အတားအဆီးအကာအကွယ်လို့လည်းဟောတာရှိသေးတယ်និဝရဏဆိုတဲ့ပါဠိရဲ့ဓာတ်ရဲ့အဓိပ္ပာယ်ကပိတ်ပင်ခြင်းတားဆီးခြင်းကာကွယ်ခြင်းမမြင်ရအောင်ဖုံးလွှမ်းခြင်းလို့အဓိပ္ပာယ်ရတယ်ဟုတ်လား